ားဆင်သူပရိသတ်များအလုံးပဲမိင်္ဂလာပါရှင်။ကျမတို့ရဲ့ Q Story Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ Channel လေးကနေဒီနေ့မှတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့ပရိသတ်မိဖုရားဖြစ်သွားတဲ့ရွှေငကျင်းလေးဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါရစေ။မိမချော်လေးတယောက်ဟာငကျင်းလေးတစ်ကောင်အဖြစ်မွေးဖွားလာပြီးရဲ့နောက်မှာတော့လှပတဲ့ပူတွေဇာတွေနဲ့လဲလဲရောင်းချခြင်းခံခဲ့ရတယ်။ဒါပေမဲ့လာရောက်ထိုးကြလာတဲ့အခါမှာတော့ငကြင်းကလေးဟာလက်သမီးကလေးအဖြစ်ပြောင်းလဲသွားခဲ့တယ် ဒါဟာကျင်းစာရဲ့အကျိုးဆက်များလားကံကြမ္မာတဆေချိုးပြောင်းလဲလာတဲ့အခါမှာသူမဟာရွှေငကြင်းလေးအဖြစ်နဲ့ပဲဆန်နေမှာလားဒါမှမဟုတ်ပြီးပြားတစ်ပါးဖြစ်လာဖို့အတွက်သူမရဲ့ပင်ကိုမူလစရိုက်အမှန်ကိုထုတ်ဖော်ပြတာမှာလားငကြင်းလေးတကောင်ဖြစ်မွေးဖွားလာခဲ့တယ်။မိမချော်လေးရဲ့ဘဝဆက်ကြောင်းဟာဘလောက်ထိစိတ်ဝင်စားစရာကောင်းမလဲ။ဇလန်လေးကဘလို့ဖြစ်လာမလဲဆိုတာကိုသိရဖို့အတွက်ပရင်မိပြားဖြစ်သွားတဲ့ရွှေငကြင်းလေးဆိုတဲ့ပုံပြင်ကလေးကို လိုက်ပါလို့နောက်ဆက်ခန်းစာကြည့်ကြရအောင်ပါရှင်။ဇလန်လီမစတင်ခင်မှာဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်တော့ပြဖို့အတွက်လည်းမြစ်တာရက်ခန့်ကျင်ပါရယ်။အားလုံးပြီးသွားပြီဆိုရင်တော့ဇလန်လီကိုစတင်လိုက်ကြရအောင်ပါရှင်။လိုလီပြီးတော့ရှိအခါကဖာရာဆိုတဲ့မြို့ကလေးမှာနိုင်လောနဲ့နန်းလုံးဆိုတဲ့စည်ရဲသောလင်မယားနှစ်ယောက်ဟာမြေကမ်းနှစ်ဘေးမှာနေထိုင်ခဲ့ကြတယ်။သူတို့လင်မယားဟာနေစဉ်နေတိုင်းပဲ ပဲပင်ကလေးတွေစိုက်ပျိုးပြီးရောင်းချကာအတက်မွေဝမ်းကြောင်းပြူကြပါရယ်ဒီလိုနဲ့နီလာခဲရှင်နန်းလုံးမှာကုံဝင်ရှိလာခဲ့တဲ့အတွက်ကြောင့်လင်မယားနှစ်ယောက်စလုံးအယံကုံမှာဝမ်းသာပျော်ရွှင်နေခဲ့ကြပါရယ်အချိန်တန်လို့နန်းလုံးရဲ့ကုံဝင်ဟာနေစီလာစီဖြစ်လာပြီးတော့ငွေဖွာလာတဲ့အခါမှာတော့သူတို့ရဲ့ရင်သွေးကလေးဟာ လူသားကလေးတယောက်အဖြစ်မွေးဖွားလာတာမဟုတ်ပဲနဲ့ရွှေငကြင်းလေးတကောင်အဖြစ်မွေးဖွားလာတာကိုမြင်လိုက်ရတဲ့အတွက်လင်မယောင်နှစ်ယောက်စလုံးဟာအလွန်အမင်းတုံ့လောက်ချောက်ချောက်သွားခဲ့ကြပါတယ်။နဲလုံးမွေးဖွားလိုက်တာကတော့လက်ဖွားအရွယ်တာတာလောက်ပဲရှိတဲ့ရွှေရောင်ငကြင်းလေးတကောင်ပါပဲ။လင်မယောင်နှစ်ယောက်စလုံးဟာသူတို့ရဲ့ရင်သွေးလေးဟာလူသားမဟုတ်ပဲငကြင်းကလေးဖြစ်နေခဲ့တဲ့အတွက်စိတ်ပြက်လက်ပြက်နဲ့ဝမ်းနေပူဆွေးခဲ့ကြရပါတယ်။ သူတို့လီမယားနှစ်ယောက်ဟာရွှေငကြင်းကလေးကိုဆက်လက်မွေးမြူထားခဲ့ပေမယ့်နိုင်လော့နဲ့နန်းလုံတို့နှစ်ဦးဟာအဲ့ဒီငကြင်းလေးအပေါ်မှာချစ်ခင်တွေ့တာချင်းတနာကျင်နာချင်းတစ်ဆက်ကလေးမှမရှိခဲ့ကြပါဘူးတဲ့သူတို့လီမယားဟာငါးကလေးကိုအိုးတလုံးထဲမှာထည့်ထားပြီးအစာကျွေးလိုက်မကျွေးလိုက်နဲ့နေ့စဉ်နေ့တိုင်းအဲ့ဒီအတိုင်းပဲဖြစ်သလိုထားခဲ့ကြပါတယ် သူတို့မသိခဲ့တာကအမှန်စစ်စစ်ရွှေငချင်းကလေးဟာအတွင်းမှာကလေးမလေးတယောက်စောင့်ကြည့်နေတဲ့မှော်ရုပ်ကလေးတယောက်သားဖြစ်တယ်ဆိုတာပါပဲ။နေရတွေတရပီးတရကုံလွန်လာတာနဲ့အမျှရွှေငချင်းကလေးထဲမှာရှိနေခဲ့တဲ့ကလေးမလေးဟာသူမိဘတွေကမချစ်ခင်ကြတဲ့အပြင်သူ့ကိုယ်သူဆက်ဆုပ်ရွှန်ရှောင်စရာလူခံစားရတဲ့အတွက်မှော်ငချင်းရုပ်ကလေးရဲ့ခန္ဓာကိုယ်ထဲကထွက်မလာရဘူးဖြစ်နေခဲ့ပါတယ်။တနေ့မှာတော့ဖာရာမျိုးကိုတင်မောတတိတာဖိဆိုင်ဟာ သူ့ရဲ့ရွက်လီနဲ့အတူဆိုက်ကလာပြီးတော့ပိုးရည်စားရိအစင်အကွက်ပါတဲ့အထယ်တွေကိုယူဆောင်လာပြီးရောင်းချတာကြောင့်မြို့သူမြို့သားတွေဟာဝိုင်းအောင်ပြီးရောင်းလာခဲ့ကြပါတယ်။တချို့ကလည်းပိတ်စာတွေကိုငွေနဲ့ပေးဝေကြသလိုတချို့ကလည်းတန်ဖိုးရှိတဲ့ပစ္စည်းတွေနဲ့ဖိဆိုင်ရဲ့ကုန်ပစ္စည်းတွေကိုလဲလဲကြပါတယ်။ပေးရောင်းပြီးပြန်လာတဲ့နိုင်လောဟာလှပတဲ့ပိုးရည်စားတွေကိုမြင်တွေ့သွားပြီးတော့သူကိုယ်တိုင်နဲ့သူ့ဇနီးအတွက် ဝေချင်စိတ်တွေပေါ်ပေါက်လာခဲ့ပါတယ်။ ဒါပေမဲ့သူတို့လင်မယားနှစ်ယောက်မှာပိုးရစာတွေဝယ်ဖို့အတွက်တော့ငွေကြီးအလုံးလောက်မရှိပါဘူးတဲ့။နိုင်လောဟာအိမ်မှာကြံခဲ့တဲ့ဇနီးတွေနန်းလုံးစီကို ပြန်လာပြီးတော့သူတို့ရဲ့ရွှေငကြင်းကလေးနဲ့အထွေတွေကိုလဲလှယ်ဖို့အတွက်တိုင်ပင်ခဲ့ကြပါတယ်။ရွှေငကြင်းကလေးဟာရှားပါပြီးထူးဆန်းတဲ့အရာဖြစ်တာကြောင့်လှပတဲ့အထဲအများကြီးပြန်ရနိုင်လိမ့်မယ်ဆိုတာကိုနိုင်လောကသိနေခဲ့ပါတယ်။နန်းလုံးကလည်းခင်မိုးရဲ့အကျဉ်းစီကိုသဘောတူညီခဲ့ပါတယ်။ ါကြောင့်နှစ်ဦးသားရွှေငကြင်းကလေးထည့်ထားတဲ့ရေအိုးကလေးကိုထမ်းပြီးတော့သင်္ဘောသားတထေးပြူဖီဆိုင်စီကိုအမြန်သွားရောက်ပြီးတော့လှပတဲ့အထဲတွေကိုရွှေငကြင်းကလေးနဲ့လဲလဲပေးဖို့အတွက်တောင်းဆိုခဲ့ကြပါတယ်။ဖီဆိုင်ဟာရွှေငကြင်းကလေးကိုမြင်ပြီးအယံသဘောကျသွားကချစ်ခင်နှစ်သက်သွားပါတယ်။ဒါကြောင့်သူကရွှေငကြင်းကလေးကိုပလင်းတလုံးထဲထက်မွေးထားဖို့လက်ခံလိုက်ပြီးတော့ပိုးရည်စားရီနဲ့အစင်အကွက်ပါတဲ့အထည်အလိပ်ပေါင်း20ခု နိုင်လောနဲ့နဲလုံကိုတောင်းဆိုတဲ့အတိုင်းပေးလိုက်ပါတယ်။နိုင်လောနဲ့နဲလုံတို့လင်မယားနှစ်ယောက်ဟာသူတို့လူချင်းတဲ့အတိုင်းလှပတဲ့အထည်အလေးတွေရရှိပြီးရဲ့နောက်မှာတော့ဖိဆိုင်ကိုနှုတ်ဆက်ပြီးပျော်ရွှင်စွာနဲ့အိမ်ပြန်ခဲ့ကြပါတယ်။သူတို့ရဲ့ရွှေငကြင်းကလေးကိုလုံးဝသတိရခြင်းနှမျောတတဖြစ်ခြင်းမရှိခဲ့ကြပါဘူးတယ်။ရွှေငကြင်းကလေးကလည်းသူမိဘတွေကသူ့ကိုမချစ်ဘူးဆိုတာသိနေတဲ့အတွက်ကြောင့်စိတ်မကောင်းဖြစ်ရုံမှတပါဘာမှမတန်နိုင်ခဲ့ပါဘူးတယ်။ ဒါပေမဲ့ဖိဆိုင်ကတော့ရွှေငကြင်းကလေးကိုကောင်းမွန်စွာပြုစုစောင့်ရှောက်ပြီးအစာကိုလည်းတစ်နေ့သုံးချိန်တွင်မွေးကောင်းအမြဲတမ်းစောင့်ကြည့်ပြီးရောကစားပေးတဲ့အတွက်ရွှေငကြင်းကလေးဟာအလွန်ကူမှပျော်ရွှင်ပြီးပလင်းထဲမှာရှည်ကူးလိုက်ပါးစပ်ကရှည်ပန်းနှင့်မှုထုတ်လိုက်နဲ့ပျော်ရွှင်စွာနဲ့ဆော့ကစားနေခဲ့ပါရဲ့ဒီလိုနဲ့တညမာတော့တင်မောသားတွေအလုံးအိပ်ပျော်သွားတဲ့အချိန်မှာရွှေငကြင်းထဲကမင်းမပြိုလေးဟာအပြင်ကိုထွက်လာပြီးတော့သူမဟာနတ်သမီးကလေးတွေ လက်မိမိကလေးတွေလိုလှပါတယ်မိမပြိုလေးတယောက်အဖြစ်ပြောင်းလဲသွားခဲ့ပါတယ်မိမပြိုကလေးဟာကြောက်ကြောက်ရွံ့ရွံ့နဲ့တက်တဆိတ်ထွက်လာပြီးတော့တညာလုံးကြေတွေနဲ့မြည်ရည်ပြင်ကို ရှုစားနေခဲ့ပါတယ်တင်မောသားတွေနိုးလာတော့မယ်ဆိုတာကိုသိတဲ့အခါမှာတင်မောသားတွေနိုးလာတော့မယ်ဆိုတာကိုသိတဲ့အခါမှာတော့သူမဟာရွှေငကြင်းရုပ်ကလေးထဲကို ပြန်ဝင်သွားခဲ့ပါတယ်ဒီလိုနဲ့ညာပေါင်းများစွာကြာလာတဲ့အခါမှာတော့ဖီဆိုင်ဟာ သူ့ရဲ့ငါကလေးမွေးထားတဲ့ပလင်အဖုံဟာသူ့ညာတိုင်းပိတ်ထားခဲ့ပေမယ့်မနေ့ရောက်တိုင်းမှာပွင့်ပွင့်နေရကိုသတိပြုမိလာပါတယ်။ဒါဟာသူ့အတွက်အရန်ထူဆန်တဲ့ကိစ္စဖြစ်နေခဲ့ပါတယ်။တညမှာတော့ဖီဆိုင်ဟာသူ့ရဲ့ငါမွေးထားတဲ့ပလင်အဖုံကိုဘသူကခိုးပွင့်နေတယ်လဲဆိုတာကိုသိရဖို့အတွက်အိတ်ချင်ရောင်ဆောင်ပြီးတော့စောင့်ကြည့်နေခဲ့ပါတယ်။ညာဘက်ရောက်လို့လူတွေအလုံးအိပ်ပျော်သွားတဲ့အချိန်မှာတော့ပထမထားတဲ့အရာတစ်ခုကိုသူမြင်တွေ့လိုက်ရတယ်။သူတွေ့လိုက်ရတာကတော့ ရွှေငကြင်းကလေးထဲကနေအရန်ကူမှာချုံမော်လှပါတယ်။မိမပြိုကလေးတယောက်ထွက်လာတာကိုပါပဲ။ဒါကိုမြင်တဲ့ဖီဆိုင်ဟာအလွန်အမင်းအံ့ဩသွားခဲ့တယ်။သူဟာရွှေငကြင်းကလေးထဲကထွက်လာတဲ့မိမပြိုကလေးကိုအဝေးကနေပဲစောင့်ကြည့်နေခဲ့ပြီးရောအနောက်ရှက်ပြီးဖို့စိတ်ကူးမရှိခဲ့ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ဖီဆိုင်ဟာရွှေငကြင်းကလေးကထွက်လာတဲ့မိမချော်လေးဟာသူနဲ့မထိုက်တန်ပဲရှင်မြင်းနဲ့သာထိုက်တန်နေလို့တွေးထင်နေခဲ့လို့ပါပဲ။ ဒီလိုတွင်းမိပြီးရဲ့နောက်မှာတော့ဖီဆိုင်ဟာအရင်အတိုင်းပဲအိမ်ရောက်ဝင်သွားပြီးရွှေငကြင်းကလေးထဲကမင်းကလေးထွက်လာတာကိုမမြင်ဘူးခဲ့တယ်လို့ပဲဟန်ဆောင်နေခဲ့ပါတယ်။မနေ့မိုးလင်းလာတဲ့အခါမှာတော့ဖီဆိုင်ဟာသူ့ရဲ့ဇာတိမျိုးဖြစ်တဲ့မေရုမျိုးစီကိုရွက်သင်းမော့ကိုဥတီပြီးတော့အမြန်ပြန်ခဲလိုက်ပါတော့တယ်။သူ့ရဲ့ရည်ရွယ်ချက်ကတော့ပလီနေကရွှေငကြင်းကလေးကိုအသက်၁၉နှစ်အရွယ်ပရင်ပြုတ်ကလေးဖြစ်တဲ့သူ့ရဲ့ငယ်တငယ်ချင်းမဟာတုလိထံကိုဆက်သားဖို့ပါပဲ။ မဟာတူလီဟာမိဖုရားမရှိသေးတဲ့ဘယင်တစ်ပါးဖြစ်ပြီးမြို့ရဲ့နန်းတွင်ပရောဟိတ်ဗြဟ္မဏပုရုဒါရဲ့သမီးနန်းရာဝီနဲ့လက်ဆက်ပေးဖို့စီစဉ်ပေးချိန်ကိုခံနေရပေမယ့်မဟာတူလီကလုံအောင်ကိုစိတ်မဝင်စားခဲ့ပါဘူး။ဒါကြောင့်မဟာတူလီဟာလက်ထပ်ပွဲကိုတရက်ပြီးတရက်ရွှေ့ဆိုင်ခဲ့ပြီးတော့တနေ့နေ့မှာတော့သူတကယ်ချစ်မြတ်နေရတဲ့သူနဲ့တွေ့ဆုံနိုင်လိမ့်မယ်လို့မျှော်လင့်နေခဲ့ပါတယ်။ဖိဆိုင်မေရူးမျိုးကိုပြန်မရောက်ခင်တညမှာ မဟာတုလီဟာအိမ်မက်တစ်ခုမက်ခဲ့ပါတယ်။အိမ်မက်ထဲမှာသူဟာလှပတဲ့ရွှေလက်စွပ်တကွန်းကိုပိုင်ဆိုင်ခဲ့ပြီးတစုံတစ်ယောက်ကအဲ့ဒီလက်စွပ်ကိုဖျက်ဆီးဖို့ကြိုးစားနေပေမယ့်လက်စွပ်ဟာအမြဲခိုင်ခက်မြဲမြံနေခဲ့ပါတယ်။သူအဲ့ဒီလက်စွပ်ကိုဝတ်လိုက်တဲ့အခါမှာမြို့ကြီးဟာချက်ချင်းပဲမီးလောင်ကျွမ်းသွားခဲ့ပါတယ်။ဒါပေမဲ့သူအဲ့ဒီလက်စွပ်ကိုချွတ်ပြီးလွှင့်ပစ်လိုက်တဲ့အခါမှာတော့မီးတွေဟာပြန်ငြိမ်သွားခဲ့ပါတယ်။မဟာတူလီဟာ အဲ့ဒီအိမ်မက်ကိုမြင်မှတ်ပြီးရဲ့နှုန်းမှာမောပန်းနှွနေပြီးတော့ကျောင်းလင်တကြနဲ့နူလာခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အိမ်မက်ထဲမှာကောင်းတာကိုဆိုတာကိုရော်ထွေးနေလိုပါပဲ။သူဟာအဲ့ဒီအိမ်မက်ကိုလျှို့ဝှက်ချက်အဖြစ်သိမ်းဆီးထားပြီးဘသူနဲ့မှမတိုင်မင်ပဲအဖို့အစားလဲလဲပြီးနန်းတော်ထဲဝင်ကမူးမက်တွေနဲ့ပုံမှန်အတိုင်းတိုက်ရိုက်ပြရအလုပ်တွေကိုလုပ်ကိုင်းနေခဲ့ပါတယ်။ဒီလေခင်းရောက်တဲ့အခါမှာတော့တင်မောတာဖီဆိုင်ဟာ ိုးရီစားရင်းနဲ့ရွှေငကြင်းကလေးထည့်ထားတဲ့ပလင်ကလေးကိုယူဆောင်လာပြီးတော့သူ့ရဲ့ချစ်လာစွာသောတငယ်ချင်းမဟာတူလီထံကိုဆက်သခဲ့ပါတယ်။မဟာတူလီဟာအချိန်အတော်ကြာပျောက်ကွယ်နေတဲ့သူ့ရဲ့ယင်းဒီရဲ့တငယ်ချင်းဖီဆိုင်နဲ့ပြန်လည်တွေ့ဆုံတဲ့အခါအယံဝန်တောင်သွားပြီးတော့တငယ်ချင်းကိုတီတန်နန်းဆောင်တဲ့ခေါ်သွားကအချို့အကြောင်းအဆိုးအကောင့်တွေကိုပြောဆိုတိုင်ပင်ဆွေးနွေးခဲ့ပါတယ်။ဖီဆိုင်ဟာဒီအခွင့်အရေးကိုအသုံးချပြီး ပလင်းထဲကရွှေငါကလေးကိုမဟာတူလီထံပေးရကဒီရွှေငါချင်းကလေးထဲမှာမိမချောကလေးတယောက်ရှိပြီး သူမဟာအရင်ချစ်စရာကောင်းပြီးလှပါရာကြောင့်ပြေးရခြင်းရတော့အဖြစ်အလွန်တင်တော်ကြောင့်ကိုတူတူလီပြောပြခဲ့ပါတယ်ဖိဆိုင်ပြောတာကိုကြားတော့မဟာတူလီကတိတ်မယုံချင်ခဲ့ဘူးဒါပေမဲ့တငယ်ချင်းရဲ့မျက်နှာကိုထောက်ထားပြီးရွှေငါချင်းကလေးကိုလက်ခံယူထားခဲ့လိုက်ပါတယ်ဖိဆိုင်ဟာရွှေငါချင်းကလေးကို ဘရင်တငယ်ချင်းထံကိုပြီးအပ်ပြီးရဲ့နောက်မှာတော့နှုတ်ဆက်ကကုံတွေးမှုတွေကိုဆက်လက်လုပ်ကိုင်းဖို့အတွက်ချက်မှန်ရွှေလွင်ထွက်သွားခဲ့ပါတယ်။မဟာတူလီဟာရွှေငချင်းကလေးကိုသူ့အိယာဘေးမှာထားပြီးဂယုတဆိုင်အစာကျွေးပြီးတင်းတင်းနာနာနဲ့စောင့်ရှောက်ပေးခဲ့ပါတယ်။ဒီလိုနဲ့ညရောက်လာတဲ့အခါမှာတော့မဟာတူလီအိပ်ပျော်သွားပြီးရဲ့နောက်မိမပြိုကလေးဟာအရင်ညရဲလိုပဲရွှေငချင်းရုပ်ကလေးထဲကထွက်လာခဲ့ပါတယ်။ သူမဟာဘရင်ရဲ့ကျေးဝန်းလာတဲ့အခန်းဆောင်တွေကိုရှောက်ကြည့်ရင်းနဲ့ယာကီးရဲ့ကျေးတွေကိုပျော်ရွှင်စွာနဲ့ရှူစားနေခဲ့ပါတယ်။ဒါပေမဲ့နေ့နေ့ခြိုက်ခြိုက်အိမ်မပြောတဲ့မဟာတူလီဟာသူ့အခန်းထဲမှာလူတယောက်လမ်းလျှောက်တဲ့ကြားလို့မျိုးလုံးဖွင့်ကြည့်လိုက်တဲ့အခါမှာတော့နေသမီးကလေးလိုလှပတဲ့မိမပြိုလေးကိုမြင်တွေ့လိုက်ရပြီးမဟာတူလီဟာအယံကိုမှအံ့ဩသွားခဲ့သလိုအဲ့ဒီမိမပြိုလေးကိုလည်းချက်ချင်းပဲချစ်ခင်မြတ်လို့သွားခဲ့ပါတယ်။ ူတငယ်ချင်းပြောတဲ့အတိုင်းရွှေငချင်းကလေးထဲမှာတကယ်ပဲမိမချော်လေးတယောက်ရှိနေတယ်ဆိုတဲ့စကားကိုလည်းလက်ခံသွားခဲ့ပါတယ်။မဟာတူလီဟာရွှေငချင်းရုပ်ကလေးထဲကထွက်လာတဲ့မိမချော်လေးနဲ့စကားပြောဆိုပြီးတော့ရင်းနှီးကြုံဝင်ခြင်းစိတ်အယံကို ပြင်ပြလာခဲ့ပါတယ်။ဒါပေမဲ့မိမချော်လေးသူ့ကိုမြင်တဲ့အခါမှာကြောက်လန့်ပြီးစကားမပြောရသေးခင်ရွှေငချင်းရုပ်ကလေးထဲကိုပြန်ဝင်သွားမှကိုလည်းစိုးရိမ်နေခဲ့ပါတယ်။ ဒါကြောင့်မဟာတူလီဟာရွှေငကြင်းကလေးထည့်ထားတဲ့ပလီရဲ့အဖုံကိုအရင်ပိတ်လိုက်ပြီးမှမိမချော်လေးအနာကိုတွားပြီးဖော်ရွေစွာနှုတ်ခွန်းဆက်လိုက်ရင်းစကားစတင်ပြောဆိုခဲ့ပါတယ်။မဟာတူလီကိုတွေ့လိုက်ကြတဲ့မိမပြိုကလေးဟာအရင်ကိုတုံ့လှုပ်သွားပြီးတော့ငါးရုပ်ထဲကိုပြန်ဝင်ဖို့ကြိုးစားခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူး။နောက်ဆုံးမှာတော့မိမပြိုကလေးဟာမဟာတူလီနဲ့မျက်နှာချင်းဆိုင်စကားပြောဆိုခဲ့ရပါတော့တယ်။အဲ့ဒီချိန်ကစပြီးသူတို့နှစ်ယောက်ဟာ ညာတိုင်းအဲ့ဒီလိုစကားပြောဆိုခဲ့ကြပြီးအချစ်တွေတဖြည်းဖြည်းပွင့်လင်းလာကနောက်ဆုံးမှာတော့လူငယ်နှစ်ယောက်ဟာလင်မယားဖြစ်အတူနေထိုင်ဖို့အတွက်အဆုံးဖြတ်ခဲ့ကြပါတယ်။မဟာတူလီဟာသူ့ရဲ့ချစ်သူမိမပြုတ်ကလေးကိုနန်းတွင်ငချင်းရွှေလူကိုယ်တိုင်အမိပေးခဲ့ပါတယ်။နန်းတွင်ငချင်းရွှေဟာနေကင်းဖက်မှာရွှေငချင်းရုပ်ကလေးထဲမှာပုံအောင်နေထိုင်ခဲ့ပြီးညဘက်ရောက်လာတဲ့အခါမှာသာခင်မုန်းတေနဲ့တွေ့ဖို့ထွက်လာတတ်ပါတယ်။ မဟာတူလီဟာသူ့ချစ်ခင်မြတ်နိုးတဲ့သူနဲ့တွေ့ဆုံပြီးရဲ့နောက်မှာတော့ပြမနာပရုဒါရဲ့သမီးနန်ရာဝီနဲ့ဆက်ဆက်ကြောင်းလင်းထားခြင်းကိုချက်ချင်းပဲဖျက်သိမ်းခဲ့ပါတယ်။ဒီစဉ်နေ့တိုင်းမဟာတူလီဟာနန်တွင်အမှုကိစ္စတွေဆောင်ရွက်ဖြေရှင်းပြီးရနဲ့ဘယ်ကူမှမသွားတော့ဘဲအခက်ထဲမှာပဲသူ့ရဲ့ရွှေငချင်းကလေးနဲ့စကားပြောဆိုနေခဲ့ပါတယ်။ငါးတကောင်နဲ့ပဲအချိန်ကုန်ပြီ။ဘယ်မှလည်းမသွားပြောပါခြင်းလည်းမရှိရလို့လူတွေဟာ တို့ရဲ့ဘရင်ယူမြယူသွားပြီလားလို့ထင်မြင်ယူဆလာခဲ့ကြပါတယ်။လက်ထပ်ပွဲကိုညင်းပေခံခဲ့ရတဲ့နန်ရာဝီဟာလည်းလက်မခံနိုင်ဘူးဖြစ်နေခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူမဟာမဟာတူလီကိုချစ်မြတ်နိုးတဲ့သူတစ်ယောက်ဖြစ်ပြီးမိဖုရားဖြစ်ခြင်းနေတဲ့သူတူဖြစ်နေလို့ပါပဲ။မဟာတူလီဟာခုချိန်မှာယူသွနေပြီးတော့သူအခန်းထဲမှာရှိတဲ့ပလင်းထဲကရွှေငကြင်းကလေးနဲ့ပဲအချင်းကုန်နေတဲ့ဆိုတဲ့တည်ငုံနန်းတွင်အပြူတော်ရဲ့စီကကြာတိခဲရတဲ့အခါမှာတော့ နဲရာဝီဟာအလွန်အမင်းဒေါသထွက်ပြီးမဟာတုလိရဲ့အစ်တော်ရွှေငကျင်းကလေးကိုပါဒေါသထွက်လာခဲ့ပါရဲ့ဒါကြောင့်နဲရာဝီဟာရွှေငကျင်းကလေးကိုပြူစုဆောင်ရှောင်နေရတဲ့နန်းဤနဲ့နန်းချံတို့ကိုလက်ထိုးပြီးမဟာတုလိရဲ့အခန်းထဲကရွှေငကျင်းကလေးကိုခိုးထုတ်ခိုင်းထားခဲ့ပါရဲ့နေကင်းဖက်မှာရွှေငကျင်းကလေးကိုဆောင်ချောက်ရတဲ့နန်းဤနဲ့နန်းချံတို့ဟာမဟာတုလိမရှိတဲ့အချိန်ကိုအခွင့်ကောင်းယူပြီး ရွှေငကြင်းကလေးကိုအဝုန်နဲ့ထုတ်ကောင်းနန်းရောင်ဝီထံကိုယူဆောင်သွားခဲ့ကြပါရယ်။ရွှေငကြင်းကလေးကိုမြင်တာနဲ့နန်းရောင်ဝီဟာအယဉ်ကျင်နဲ့သွားပြီးနန်းဤနဲ့နန်းချန်တို့ကိုဒီရွှေငကြင်းကလေးကိုဟင်းချက်ပြီးသူမကိုချက်ချင်းတွေ့မွေဖို့အမိန်ပေးစေခိုင်းခဲ့ပါရယ်။နန်းတွင်အစီကနှစ်ယောက်ဖြစ်တဲ့နန်းဤနဲ့နန်းချန်တို့ဟာရွှေငကြင်းကလေးကိုမိဖို့ဆောင်နေယူဆောင်သွားပြီးတော့လှုပ်ရှားနေတဲ့ငါးကောင်ကိုမယုတ်တပွေးနဲ့ထူပြီးတေးသွားအောင်ပြုလုပ်ခဲ့ပါရယ်။ ဒါပေမဲ့ကံကောင်းထောက်မှစွာနေပဲရွှေငကြင်းကလေးထဲမှာရှိနေခဲ့တဲ့မိမပြိုလေးဟာဘာတန်ရာမှမရခဲ့ပါဘူး။နိုင်ဤနန်းနန်းချန်တို့ဟာလှုပ်ရှားမှုမရှိရတဲ့ငကြင်းကလေးကိုတေးသွားပြီးလှုပ်ခြင်းပြီးပရင်းမုံနာမှာထားခဲ့ကဟင်းချက်ဖို့အတွက်ပဝင်းပစ္စည်းတွေနဲ့ငါအတေးကုန်ခါဖို့အတွက်ဓာတ်ကိုသွားယူနေခဲ့ကြပါရဲ့။အဲ့ဒီချိန်မှာပဲကြီးကန်းနဲ့ကြီးတကောင်ပြန်ဆင်းလာပြီးတော့ငကြင်းကလေးကိုကြိုက်ချီထွက်ပြေးသွားခဲ့ပါရဲ့။ ရွှေငကြီးကလေးကိုကြီးကန်တိုက်ရှိသွားတာကိုမြင်လိုက်ရတဲ့အစေခံတယောက်ဟာဒါဆွေပြီးတော့ကြီးကန်နောက်ကိုလိုက်ခဲ့ကြပေမယ့်မမီရတဲ့အတွက်ကြောင့်ဆက်မလိုက်ကြတော့ပဲလက်လျှော့ခဲ့ရပါတယ်။ကြီးကန်နဲ့ကြီးဟာရွှေငကြီးကလေးကိုကြိုက်ချီပြီးတောနဲ့ထဲကကြာအိမ်ကြီးစီကိုပြန်တန်းသွားကသူ့ဖမ်းလာတဲ့ရွှေငကြီးကလေးကိုရေအိမ်ထဲကိုလွှတ်ချလိုက်ပါတယ်။ရွှေငကြီးကလေးဟာရေအီးနဲ့ပြန်လေထိတွေ့လိုက်တာနဲ့တတိပြန်ရလာခဲ့ပါတယ်။ ရှင်ငချင်းကလေးဟာချက်ချင်းမင်းကြီးကန်းကိုကျေစုတင်ကြောင်ပြသဖို့အတွက်ရေကူးပြီးရေပြင်ပေါ်ကိုတက်လာခဲ့ပါတယ်။အဲဒီချိန်မှာပဲကြီးကန်းဟာအစိမ်းရောင်အသားအရည်နဲ့ခံကြားတဲ့အမျိုးသားတူအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။အမှန်ကအဲဒီကြီးကန်းဟာဗဂျာမင်းကိုယ်တိုင်ပါပဲ။ဗဂျာမင်းဟာရွှေငချင်းရုပ်ကလေးထဲကမိမပြိုလေးရှားရည်နေထိုင်ဖို့အတွက်ကြာအိမ်အလေးမှာဖန်သားနန်းတော်ခုနှစ်ထပ်နဲ့ဖန်တဒါတစ်စင်းကိုဖန်ဆင်းပေးလိုက်တဲ့အပြင်တဲ့သမီးအချို့ကိုပါ မိမပြိုကလေးရဲ့အဖို့အဖြစ်နေပေးဖို့အတွက်ထားပေးခဲ့ပါတယ်။မိမပြိုကလေးဟာချက်ချင်းမင်းငချင်းရုပ်ကလေးထဲကထွက်လာပြီးတကြမင်းကိုကတော်ကကျေးဇူးတင်ကြောင်းရှောက်ထားခဲ့ပါတယ်။တကြမင်းကသူ့မကိုတနာကျင်လာတဲ့အတွက်လူရရလက်စွပ်တကွင်းကိုသူ့မအသုံးပြုဖို့နဲ့သူ့မကိုသူ့မကာကွယ်ဖို့အတွက်ပေးရခဲ့ပြီးတော့သူ့ရဲ့ဗိမ္မာန်တော်စီကို ပြန်ချသွားခဲ့ပါတယ်။မိမပြိုကလေးဟာတောအုပ်အလေးကဖန်းသားနေတော့မှာ ဆက်လက်နေထိုင်ဖို့အတွက်ဆုံးဖြတ်ခဲ့ပြီးတော့နောက်တစ်ကြိမ်အသက်ခံရမှာကိုကြောက်ရွံ့တဲ့အတွက်သူမခင်မွန်းစီကိုပြန်မသွားရတော့ပါဘူး။မေရူးမျိုးကမဟာတူလီကတော့အလုတ်ပြီးရဲ့နောက်မှာချက်ချင်းပဲအခန်းကိုပြန်လာပြီးသူ့ရဲ့ရွှေငကြင်းကလေးကိုရှာဖွေခဲ့ပေမယ့်ရွှေငကြင်းကလေးဟာခြေရလက်ရမကျန်ပဲထူးဆန်းစွာပျောက်ဆုံးနေခဲ့ပါတယ်။အစေခံစစ်တီ၍အလုံးဟာဗရီးရဲ့ရွှေငကြင်းကလေးကိုနေရောညပါရှာဖွေခဲ့ကြပေမဲ့လုံးဝကိုမတွေ့ရှိခဲ့ကြပါဘူးတဲ့ နေကင်းဘက်မှာရွှေငကြင်းကလေးကိုပြုစုစောင့်ရှောက်ရတဲ့နှဲအိနှဲနှဲရှန်တို့ကတော့ဘာမှမသိသလိုဟန်ဆောင်ပြီးသူတို့ရဲ့အဖြစ်ကိုဖုံးကွယ်ဖို့ကြိုးစားခဲ့ကြပါတယ်။အဲ့ဒီချိန်ကစပြီးမဟာတူလီဟာသူ့ရဲ့ကျင်းရတော့မိမပြိုလေးကိုမတွေ့ရတော့ပဲပလင်းကိုဖက်ကငိုကြွေးပြီးအစာလည်းမစားအိမ်လည်းမအိတော့ပဲချစ်သူကိုတောင်းနေရောညမှာတန်တာနေခဲ့ပါတော့တယ်။ဒီလိုနဲ့ရပောင်များစွာကြာပြီးရဲ့နောက်မှာတော့ မဟာတူလီဟာသူခံစားနေရတဲ့ဝန်내ပူဆွေးမှုတွေတတ္တာယာတတ္တာကြောင့်စိတ်အပန်းဖြေဖို့အတွက်တော်ရဲကိုမြင်စီထွက်လာခဲ့ပါတော့တယ်။ဘယင်းနဲ့စစ်သည်တဆယ်တို့ဟာတော်ရဲမှာဝန်내ပူဆွေးဆောင်နေပဲမြင်စီနေခဲ့ကြပါတယ်။ချစ်သူနှုတ်ဦးကပြန်လည်ဆုံတွေ့စေလိုတဲ့ယုဂစုနှစ်မင်းတွေကမဟာတူလီကိုစင်ဖြူတော်တကောင်နဲ့တွေ့ဆုံစေခဲ့ပါတယ်။မဟာတူလီကစင်ဖြူတော်ကိုနန်းတော်မှာထားဖို့ရည်ရွယ်ချက်နဲ့လိုက်လံဖန်ဆီးခဲ့ပါတယ်။ ဒါပေမဲ့စင်ဖြူတော်ဟာအရင်လျင်မြန်တဲ့အတွက်မဟာတူလီဟာသူ့ရဲ့စစ်သည်တွေနဲ့လမ်းကွဲသွားခဲ့ပါတယ်။စစ်သည်တွေကဘရင်ကိုနေဝင်တဲ့အထိလိုင်းလံရှာဖွေခဲ့ကြပေမဲ့အရေးအယောင်တော့မတွေ့ရှိရတဲ့အတွက်ကြောင့်စိတ်ပြက်လက်ပြက်နဲ့မနှက်ပြန်မှလူအင်အားစုပြီးတော့ဆက်လက်ရှာဖွေဖို့အတွက်ဆုံးဖြတ်လိုက်ကြကနန်းတို့စီကိုပြန်လှည့်လာခဲ့လိုက်ကြပါတယ်။စင်မြူတော်နှက်ကိုမြင်းတုံဆိုင်စီပြီးတောက်လျှောက်လိုက်လာခဲ့တဲ့မဟာတူလီဟာ ရုတ်တရက်သူရှိကစင်ပြူတော့လဲပျောက်ဆုံးသွားသလိုသူ့ရဲ့နောက်လိုက်စစ်တီတော်ရီလဲပါမလာရာကိုတတိထားမိသွားပါတယ်။မဟာတူလီဟာသူ့မျိုးကိုပြန်ဖို့အချိန်အတော်ကြာကြိုးစားခဲ့ပေမဲ့တော်ရဲမှာမျက်စိလဲလမ်းပျောက်ပြီးထွက်ပေါက်ရှာမတွေ့ဘူးဖြစ်နေခဲ့ပါတယ်။နေဝင်သွားတဲ့အခါမှာတော့မဟာတူလီဟာတဲခိုလိုရမယ့်နေရာကိုလဲလဲရှာဖွေရင်းနဲ့ကြိုင်ကြီးအလဲမှာလှပခန်းချောင်းစွာတည်ရှိနေတဲ့ဖန်သားနှင်းတော်ခုနှစ်ထပ်ကိုတွေ့ရှိသွားခဲ့ပါတယ်။ ။ဒါကြောင့်အဲ့ဒီဖန်သားနဲ့တော့ထဲမှာအနားယူဖို့စုံပြက်လိုက်ပြီးတော့သူ့မြင်းကိုမျက်စာဖို့လှုပ်ပေးလိုက်ကသူ့ကိုယ်ပေါ်ကချွေးတွေနဲ့အညစ်အကြေးတွေကိုစီကြောတန်ဆင်မှုအတွက်ကြာအိမ်ထဲမှာရေးစင်းချိုခဲ့ပါရယ်။အဲ့ဒီအချိန်မှာနန်းတွင်ငကြင်းချွေရဲ့အစီခံတဲ့သမီးတွေဟာနန်းတော်ထဲကထွက်လာကြရင်နဲ့မဟာတုလီကိုမြင်တွေ့သွားခဲ့ကြပါရယ်။အစီခံတဲ့သမီးတွေဟာရုပ်ရည်ချုံမော်တဲ့အမျိုးသားရဲ့အကြောင်းရင်းကိုမိမြန်စုံစမ်းကြည့်တဲ့အခါမှာတော့အဲ့ဒီအမျိုးသားဟာ နန်းနေငတင်းရွှေရဲ့ခင်မုန်းဖြစ်ကြောင်းသိရှိသွားခဲ့ကြပါတယ်။ဒါကြောင့်နေသမီးတွေဟာမဟာတူလီကိုဖန်သားနေတော်ခုနှစ်ထက်စီကိုအမြန်ဆုံးခေါ်ဆောင်သွားပြီးတော့နန်းတွင်ငတင်းရွှေနဲ့တွေ့ဆုံပေးခဲ့ကြလို့နောက်ဆုံးမှာချစ်သူနှုတ်ဦးဟာပြန်လည်ဆုံတွေ့ခွင့်ရရှိသွားခဲ့ကြပါတယ်။ချစ်သူနှုတ်ဦးဟာတယောက်နဲ့တယောက်အချင်းချင်းပွေဖက်နှုတ်ဆက်ကြပြီးမဟာတူလီကသူ့ရဲ့ချစ်သူကိုဘာလို့ဒီလိုတော့အုပ်အလေကဖန်သားနန်းတော်ထဲကိုရောက်ရှိနေရသလဲလို့မေးမြန်းခဲ့ပါတယ်။ နန်ရွေငချင်းရွှေကအကြောင်းစုံကိုပြန်လည်ရှင်းပြပြီးရဲ့နောက်မှာတော့မဟာတူလီဟာအလွန်အမင်းဒေါသထွက်သွားပြီးတော့မြို့တော်ကိုပြန်ရောက်ရင်သူ့ချစ်သူကိုဒုက္ခပေးရသူအလုံးကိုအပြစ်ပေးမယ်လို့တနိဋ္ဌန်ရှာထားခဲ့ပါတယ်။သူတို့နှစ်ဦးတောအုပ်တဲ့အတူရှိနေစဉ်အတွင်မှာမဟာတူလီဟာနန်ရွေငချင်းရွှေကိုသူမရဲ့ငါးရုပ်ကိုစွန့်လွတ်ပြီးတော့အများပြည်သူအရှိမပင်ကိုစရိုက်အမှန်ကိုထုတ်ဖော်ပြတာကမေရူမျိုးရဲ့မိဖုရားအဖြစ် တရားဝင်တင်မြှောက်တာကိုလက်ခံသဘောတူပေဖို့အတွက် တောင်းဆိုခဲ့ပါတယ်။နန်ရင်းငချင်းရွှေဟာအချိန်အတော်ကြာစဉ်းစားပြီးရဲ့နောက်မှာတော့စိတ်ပြော့သွားပြီးတော့လူသားအသွင်နဲ့ပဲမဟာတူလီနဲ့မြင်စီပြီးမေရုမြို့ကိုပြန်လိုက်ခဲ့ပါတော့တယ်။ဒါပေမဲ့သူမရဲ့ငချင်းရုပ်ကလေးကိုလည်းတပါးရင်းယူဆောင်လာခဲ့ပြန်ပါတယ်။နန်တော်တွေကလူအလုံးဟာသူတို့ရဲ့ဘရင်ဟာတော်ရဲကနေဘိမချောကလေးနဲ့ပြန်လာတာကို မြင်တွေ့လိုက်ကြရတဲ့အခါမှာတော့ အလွန်အမင်းတုန်လှုပ်အံ့ဩသွားကြပါရဲ့မဟာတူလီဟာချက်ချင်းပဲနန်းရင်းငချင်းရွှေရဲ့အကြောင်းကိုလူတွေအလုံးသိအောင်ပြောပြလိုက်ပြီးတော့နန်းအင်းနန်းချက်နဲ့နန်းတော်ဘီတို့ကိုဖန်စီစေကအမှန်အတိုင်းဝန်ခံဖို့စစ်ဆေးမေးမြန်းခဲ့ပါတော့တယ်သူတို့သုံးယောက်စလုံးအမှန်အတိုင်းဝန်ခံထွက်ဆိုပြီးတဲ့နောက်မှာတော့အလွန်ဒေါသထွက်နေတဲ့မဟာတူလီကသုံးယောက်လုံးကိုချက်ချင်းသေးတမ်းပေးဖို့အတွက် အမိန်ချမှတ်ခဲ့ပါတော့တယ်ဒါပေမဲ့နန်းရင်းငချင်းရွှေက သူတို့တုံယောက်ဟာသူမရဲ့ပင်ကိုစရိုက်အမှန်ကိုမသိရှိကြတဲ့အတွက်အပြစ်ကျူးလွန်မိခဲ့တာဖြစ်လို့အသက်ချမ်းသာပေးလိုက်ဖို့မဟာတူလီကို တောင်းပန်ခဲ့ပါတယ်။နန်းတွင်ငတင်းချွေရဲ့တောင်းပန်မှုကိုလိုက်လျောပြီးမဟာတူလီဟာသူတို့တုံယောက်ကိုတည်တဲ့အစားအကျဉ်းသားရွာမှာတစ်သက်လုံးနေထိုင်ဖို့အတွက် နှင်ထုတ်ခဲ့ပါတော့တယ်။အဲ့ဒီချိန်ကစပြီးမဟာတူလီနဲ့နန်းတွင်ငချင်းရွှေတို့ဟာပျော်ရွှင်စွာနဲ့အတူတူနေထိုင်ခဲ့ကြပါဗျ။ဒါပေမဲ့ဇလန်လေးကဒီမာရင် မပြီးသေးပါဘူး။ လဲရာဝင်းရဲ့ဖခင်မြမပရူတာဟာသူ့သမီးကိုမြို့တော်ကနှင်ထုတ်ခဲ့တဲ့အတွက်မဟာတုလိကိုအလွန်တော်သထွနေခဲ့ပါတယ်။မြမပရူတာကဘီရင်ကိုဖြုတ်ချပြီးမြို့တော်ကိုတင်ပိုက်ဖို့အတွက် ပုံကန်ဖို့ကြံစည်ခဲ့ပါတယ်။ညံများတဲ့မြမပရူတာဟာဒီအကြံစည်ကိုကိုယ်တိုင်လှုပ်ဆောင်ဖို့စိတ်မကူပဲတခြားမြို့ကိုလျှို့ဝှက်တဝန်လာပေးဖို့ပြီးတော့မဲရုမြို့ကိုတင်ပိုက်ဖို့အတွက်တိုက်တွန်းအကြံပေးရင်းနဲ့မဟာတုလိကိုလက်စားချေဖို့အတွက်ကြံစည်ခဲ့ပါတယ်။ မြန်မာပရူတာဟာမြက်ပင်တွေကိုချီနှောင်ပြီးကြီးမားတဲ့ကက်ယုတ်ကြီးတရုတ်ဖန်တီကလျှို့ဝှက်တမွန်လာရေခိုင်ပြီးတော့အဲ့ဒီငယုတ်ကြီးကိုတေလာမျိုးရဲ့ရှင်မင်းရင်တတဝရခြံကိုပေးပို့ခဲ့ပါတယ်တေလာမျိုးကိုအုပ်ချုပ်တဲ့တတဝရဟာအသက်22နှစ်ပဲရှိသေးတဲ့ဘရင်ငယ်တစ်ပါးဖြစ်တဲ့အပြင်စည်ရဲစည်ရမှာအလွန်တော်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။တတဝရဟာ သူ့ရဲ့မူမဲ့တွေနဲ့အတူနန်းတော်မှာအစည်းအဝေးကျင်းပနေစဉ်မှာပဲလျှို့ဝှက်သဝန်လာပါတဲ့ငှက်ရုပ်ဟာဒတဝရရဲ့ဥကောင်းစီကိုတိတ်တိတ်ပြန်တန်းဝင်ရောက်လာခဲ့ပါတော့တယ်။ဒါပေမဲ့ဒတဝရဟာသူ့ရဲ့တန်လျက်ကိုလျင်မြန်စွာဆွဲထုတ်လိုက်ပြီးငှက်ရုပ်ရဲ့ရင်ဘက်အလေကိုပစ်ပေါက်လိုက်တဲ့အတွက်ငှက်ရုပ်ဟာတေဆုံးသွားပြီးတော့မျက်တွေအပြင်းနဲ့မြေပြင်ပေါ်ပြုတ်ကျကာလျှို့ဝှက်သဝန်လာလဲပေါ်လာခဲ့ပါတယ်။လျှို့ဝှက်သဝန်လာထဲမှာရေးထားတာကတော့သူဟာ အင်းရဲ့ချင်းမရှိတဲ့ဘရင် အုပ်ဆိုးနေတဲ့ပေရုမြေရဲ့တချို့တယောက်ဖြစ်ပြီးအခုအချိန်မှာမြို့ကိုလာရောက်တိုက်ခိုက်သိမ်းပိုက်မယ်ဆိုရင်တော့ပေရုမြေကတော့လက်သမီးတမျှလှပါတဲ့နန်းတွင်ငချင်းရွှေကိုပါရရှိပိုင်ဆိုင်မှာဖြစ်တဲ့အကြောင်းနန်းတွင်ငချင်းရွှေဟာမဟာတုလိဘရင်ရဲ့ညီမတော်ဖြစ်ကြောင်းလိမ့်လေရေးသားထားခဲ့ပါတော့တယ်။တာတာဝရဟာတဝန်လာကိုဖက်ပြီးရဲ့နောက်မှာတော့သူ့ရဲ့မူမတ်တွင်နဲ့ဘလို့လှုပ်ဆောင်တင်လဲဆိုတာကိုတိုင်ပင်စိနေခဲ့ပါတော့တယ်။ မူမတ်တွေအလုံးကမေရူးမျိုးမှာတချို့ရှိနေတယ်ဆိုရင်မြို့ကိုလွယ်လွယ်ကူကူနဲ့တိုက်ခိုက်သိမ်းပိုက်နိုင်လိမ့်မယ်လို့တညီတညိုတွေပြောဆိုခဲ့ကြတာကြောင့်တင်တော်ရဲလို့ယူဆပြီးဒတဝရဟာမျက်ပင်တွေကိုချီနှောင်ပြီးကရုပ်ပြုလုပ်ကမြမပရုဒါထံကိုတဝန်လွှာပြန်ပို့ပြီးစစ်တီအင်အား2000ပါတဲ့သူ့ရဲ့တမတော်ကြီးနဲ့မေရူးမျိုးအနီအထီးလျှင်မြန်စွာချီတက်လာခဲ့ပါတော့တယ်ဒတဝရရဲ့စစ်တပ်ကြီးမြို့ရိုးနာထီချီတက်လာတာကို ြင်းထွေသွားတဲ့မျိုးဆောင်တမှုဟာမဟာတူလီထံကိုချက်ချင်းအကြောင်းကြားတင်ပို့ခဲ့ပါတယ်။မဟာတူလီနဲ့သူ့ရဲ့မူမန်တွေကဒတဝရကဘာကြောင့်မေရုမျိုးကို လာရောက်တိုက်ခိုက်ရတယ်လဲဆိုတာကိုအံ့ဩနေခဲ့ပါတော့တယ်။မျိုးနှမျိုးဟာအရင်ကဘာရန်ညူးရန်စာမမရှိဘူးတဲ့အပြင်ပြူရိုးအထိလျင်မြန်စွာချီတက်လာနိုင်ခဲ့တဲ့အတွက်မူမန်တွေနဲ့စစ်သူကြီးအလုံးဟာလဲတော်ထဲမှာတချို့ရှိနေမှသိကြတယ်လို့တညီတညွတ်တွေတွေ့ထင်ခဲ့ကြပါတယ်။ ဒါကြောင့်မဟာတူလီဟာတချို့တွေကိုဖမ်းဖို့အတွက် သူ့ရဲ့လူယုံတွေကိုညနေတကောင်ရှင်မှာမြို့ရဲ့ထွက်ပေါက်တွေမှာပုံအောင်ဆောင်ဆိုင်နေဖို့အတွက်အမိန်ပေးပြီးရောတန်တရာဖြစ်ပွဲလူတယောက်ထွက်ပေါက်ကနေထွက်လာတာတွေ့ရင် ချက်ချင်းဖမ်းဆီးဖို့အမိန်ပေးခဲ့ပါတယ်။ညနေတကောင်ရဲ့အချိန်မှာရန်သူစစ်တပ်ဟာတိုက်ပွဲနားနေခဲ့ကြပြီးဗေရုမြို့စစ်သည်တွေဟာလည်းမနေ့ပြန်တိုက်ပွဲဝင်ဖို့အနားယူနေစင်ပါပဲ။ဖြမဘရူတာဟာသူ့ရဲ့အစေခံကို ဓာတဝရထံတဝန်လာပေးဖို့ခိုင်းပြီးမနက်ဖြန်မှသူနဲ့သူ့ရဲ့အချွေရန်တွေလိုက်ပါပူပေါင်းပြီးတိုက်ပွဲအတွက်လမ်းဖွင့်ပေးမယ်လို့ပြောခိုင်းခဲ့ပါတယ်။ဒါပေမဲ့ဗရမပရူရာရဲ့အစိခံဟာအဖမ်းခံလိုက်ရတဲ့အတွက်ဗရမပရူရာရဲ့ရန်သူဖက်ကတချိုးလုပ်ပြီးသစ္စာဖောက်မှုကြီးဟာပေါ်ပေါက်သွားခဲ့ပါတယ်။မဟာတူလီဟာဗရမပရူရာကိုပုံကန်မှုနဲ့ဖမ်းဆီးလိုက်ပြီးတော့ပြိုတကားနောက်မှာပဲချက်ချင်းတည်တယ်ပြေးခဲ့ပါတယ်။ တချို့ကိုရှင်းလင်းပြလိုက်တဲ့နောက်မှာတော့မဟာတူလီဟာဒတဝရနဲ့ညှိနှိုင်းဆွေးနွေးခဲ့ပါတယ်။ဒတဝရကစစ်ပွေးဖြစ်ရခြင်းဟာပြမပရုဒါစီကလျှို့ဝှက်တမွန်လာရခဲ့ပြီးမဟာတူလီရဲ့ညမာတော်လို့အထင်မှန်မှားနေတဲ့နန်းတွင်ငချင်းရွှေကိုမိဖုရားအဖြစ်လိုချင်တာဖြစ်ကြောင်းပွင့်လင်းစွာပြောပြခဲ့ပါတယ်။ဒါပေမဲ့နန်းတွင်ငချင်းရွှေဟာမဟာတူလီရဲ့ညမာမဟုတ်ဘဲမိဖုရားဖြစ်ကြောင်းသိရှိသွားတဲ့အခါမှာတော့ ဒါတာဝရဟာသူတစ်ပါးရဲ့မယားကိုလူမိမှရှက်ရွံ့ပြီးတော့တိုက်ခိုက်မှုကိုချက်ချင်းပဲရက်ဆိုင်က ပေရုမြစ်ကိုတောင်းပန်ပြီးသူ့မြို့ကိုပြန်သွားခဲ့ပါတော့တယ်။ဒါကြောင့်ပဲစစ်ပွေးဟာပြီးဆုံးသွားခဲ့ပါတော့တယ်။မဟာတူလီကဒါတာဝရဟာအရေးချင်းရှိပြီးတိတ်ခါရှိတဲ့လူတစ်ယောက်ဖြစ်တဲ့အတွက်မိဆွေကောင်းဖြစ်နိုင်လိမ့်မယ်လို့တွေးထင်ပြီးဒါတာဝရကိုမြို့ထဲဖိတ်ခေါ်က မိတ်ဖွဲ့ခဲ့တယ်လို့သူ့ရဲ့စစ်သည်ရော်တွေကိုလည်းအိမ်မပြန်ခင်အနာယူစေခဲ့ပါတယ်။ အဲ့ဒီချိန်ကစပြီးတေလာမျိုးနဲ့မေရုမျိုးတို့ဟာညီနောင်မဟာမိတ်မျိုးတော်ဖြစ်လာခဲ့ကြပြီးတော့မျိုးနှမျိုးရဲ့ဘရင်တွေဟာလည်းရှင်နီးရဲ့တငယ်ချင်းကောင်းတွေဖြစ်လာကအမြဲတမ်းအပြန်အလှန်ကူညီရိုက်ပင်းခဲ့ကြပါတယ်။အရာအလုံးအစဉ်ပြေပြေနဲ့ပြီးဆုံးသွားတဲ့နောက်မှာတော့မဟာတူလီနဲ့နန်းတွင်ငချင်းရွှေဟာတရင်ဝင်လက်ထက်ထိမ်းများခဲ့ကြပြီးတော့နှစ်နှစ်ကြာတဲ့အခါမှာတော့သူတို့နှစ်ဦးဟာသူဝနောင်းလိုအမည်ရှိတဲ့တားတော်လီတစ်ပါးကိုဖွားမြင်ခဲ့ကြပါတယ်။ ။ဒါရော့ကလေးဟာငယ်စဉ်ကတည်းကငချင်းတကောင်လိုရေထဲမှာကျွမ်းကျင်စွာငုတ်ရှုကုခံနိုင်တဲ့တန်မာတဲ့ကလေးတစ်ယောက်ဖြစ်ပါရဲ့။မဟာတူလီနဲ့နန်းတွင်ငချင်းရွှေဟာဒါရော့လေးသူဝနာကိုကောင်းမွန်စွာပြုစုပြောထောင်ရင်းနဲ့တိုင်းပြည်ကိုတာယာဝါပြောပြီးတော့အေးချမ်းတာယာအောင်ဆက်လက်အုပ်ချုပ်ခဲ့ကြပါတော့တယ်။ကဲပရင်မိပြားဖြစ်သွားတဲ့ရွှေငချင်းကလေးဆိုတဲ့ဇလန်လေးကတော့ဒီမှာပဲပြီးဆုံးပါပဲရှင်။ အဆောက်တိလိုက်ပါပြီးအပိနံစင်ခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ကောင်းသောနေ့လေးဖြစ်ကြပါစေရှင်။